အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ပြည်တော်စုလွှတ်တော်ကနေဥပဒေအဖြစ်ပြဋ္ဌာန်းတယ်လို့လည်းဆိုပါတယ်။ဒီဥပဒေကိုပြဋ္ဌာန်းဖို့အတွက်ဥပဒေပညာရှင်တွေပါဝင်ရေးဆွဲခဲ့တယ်လို့လည်းဆိုပါတယ်။တကယ်တော့ဒီဥပဒေဟာဥပဒေကြောင်းအရပဲကြည့်ကြည့်နိုင်ငံရေးအရပဲကြည့်ကြည့်အားနည်းချက်တွေရှိပါတယ်။ဒီဥပဒေမှာ CDM လောက်တဲ့ဝန်ထမ်းတွေကိုအေးအေးယူအပြစ်ပေးမဲ့ဥပဒေပုံမှန်တွေပါဝင်ပါတယ်။ အခန်းလေးတစ်ခုလုံးကအေးအယူအပြစ်ပေးခြင်းနဲ့စိုက်ပါတယ်ဘလို့လူတွေကိုအေးအယူအပြစ်ပေးတာလဲဆိုတော့စစ်ကောင်စီလက်ထက်မှာဆက်လက်ပြီးတော့အလုံးလုံးနေတဲ့ဝန်ထမ်းတွေကိုအေးအယူအပြစ်ပေးမှာပါအဲ့ဒီအပြစ်ပေးအေးအယူမှုဟာလူခွင့်ရေးကြီးညာစတမ်းရဲ့အပိုက်23ကိုစန့်ကျင်ချိုးဖောက်နေတယ်လို့ကျွန်တော်ထောက်ပြချင်ပါတယ်လူခွင့်ရေးကြီးညာစတမ်းရဲ့အပိုက်23ကဘယ်လိုဆိုထားတယ်လဲဆိုတော့လူတိုင်းမှာအလုတ်လုတ်ပိုင်ခွင့်ရှိတယ်လို့ဆိုထားပါတယ်။ကိုကြက်ရအလုတ်ကိုရွေးခွင့်ရှိတယ်။ပုံမူပြီးတော့ကောင်းမွန်တဲ့အလုတ်ခွင့်အခြေအနေကိုရွေးချယ်ခွင့်ရှိတယ်။ အလုတ်လက်မဲ့မဖြစ်အောင်ကိုကိုကိုခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ဆိုထားပါတယ်အခု non cdm ဆိုတဲ့လူတွေဟာထမင်းအငတ်မခံနိုင်လို့အလုတ်ဆက်လုပ်နေကြတာပါအလုတ်လက်မဲ့ဖြစ်မှကြောက်လို့အလုတ်ဆက်လုပ်နေကြတာပါသူတို့ကိုသူတို့အလုတ်လက်မဲ့မဖြစ်အောင်ခုခံကာကွယ်နေကြတာပါသူတို့မှာအဲ့ဒါလိုကာကွယ်ခွင့်ရှိပါတယ်သူတို့မှာအလုတ်လုတ်ခွင့်ရှိပါတယ်သူတို့ရဲ့အဲ့ဒါလိုအလုတ်လုတ်ခွင့်ကိုလူခွင့်ရေးကြီးညာစတိုင်းရဲ့အပိုက်23ကအကာအကွယ်ပေးထားပါတယ်အခုအကြမ်းဖက်အာနာဖီဆန်ရဲ့လှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကတော့ တို့အဲ့ဒါလိုအလုံးလုံးနေတာကိုအကြောင်းပြပြီးတော့အရေးယူအပြစ်ပေးမယ်လို့ဆိုထားတဲ့အတွက်ဒီဥပဒေဟာလူခွင့်ရေးချိုးဖောက်တဲ့ဥပဒေဖြစ်နေပါတယ်လူခွင့်ရေးကိုချိုးဖောက်တဲ့ဥပဒေဟာဥပဒေဟုတ်ရဲ့လားဆိုတာမေးခွန်းထုတ်စရာဖြစ်ပါတယ်ဒီဥပဒေရဲ့ပုံမှန်တွေကိုလေ့လာကြည့်ရင် non cdm တွေအပေါ်မှာအပြစ်ရှိသူတွေတို့သတ်မှတ်နေကြောင်းကတော့ထင်ရှားပါတယ် non cdm တွေဟာဘာကြောင့်အပြစ်ရှိပါသလဲတို့တို့တုတ်တုတ်တခွန်းနဲ့ဖြေပါဆိုလို့ရှိရင်ဘယ်လိုဖြေကြမလဲ စစ်ကောင်စီအာဏာမသိမ်းခင်ကလည်းသူတို့တွေဟာဒီယုံဒီနေရာဒီယာတို့မှာအလုတ်လုတ်ခဲ့ကြတယ်အာဏာသိမ်းပြီးတော့လည်းဒီယုံဒီနေရာဒီယာတို့မှာပဲလုံမြဲအတိုင်းအလုတ်ဆက်လုတ်ကြတာပါပဲအဲ့ဒါသူတို့မှာအပြစ်ရှိပါလားသူတို့မှာအပြစ်ရှိကြောင်း ကျွန်တော်တော့မတွေ့မမြင်မိပါဘူးဒါပေမဲ့သူတို့မှာဘာကြောင့်အပြစ်ရှိတယ်လဲဆိုတာကိုတိုး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 တခွနဲ့နဲ့ဖြစ်ပါလို့ကျွန်တော်မေးတော့ဒီဥပဒေကိုလိုလားသူတယောက်ကအခုလိုဖြစ်ပါတယ်သူတို့ဟာ အကြက်ဖက်အာနာသိန်းစေအောင်စုနဲ့ပူးပေါင်းတဲ့အတွက်အပြစ်ရှိတယ်လို့ဆိုရတယ်။သူတို့ဟာအကြက်ဖက်အာနာသိန်းစေအောင်စုနဲ့အမှန်တကယ်ပဲပူးပေါင်းခဲ့သလားပူးပေါင်းနေသလားမှန်ပါတယ်သူတို့ဟာအကြက်ဖက်အာနာသိန်းစေအောင်စုနဲ့ပူးပေါင်းခဲ့တာကတော့အမှန်ပါပဲလို့ကျွန်တော်ဖြေပါမယ်။သူတို့ဟာစစ်ကောင်စီခိုင်းတဲ့အလုပ်ကိုလုပ်နေပါတယ်။စစ်ကောင်စီပေးတဲ့တာဝန်ကိုထမ်းဆောင်နေပါတယ်။စစ်ကောင်စီရဲ့ရန်တရားကြီးအသက်ဝင်အောင်ကူညီထမ်းပိုးပေးနေကြပါတယ်။သူတို့ဟာအကြက်ဖက်အာနာသိန်းစေအောင်စုနဲ့ပူးပေါင်းခဲ့တာပူးပေါင်းနေတာကတော့အမှန်ပါပဲ။ ဒါပေမဲ့ပြောစရာရှိတာက အကြက်ဖက်အာနာသိန်းစစ်အုပ်စုရှိတဲ့နေရာကိုသူတို့ကသွားပြီးတော့ပူးပေါင်းနေတာမဟုတ်ပါဘူးသူတို့ရှိတဲ့နေရာသူတို့ရဲ့အလုပ်ရှိတဲ့နေရာသူတို့ရဲ့ဝမ်းရည်အတွက်ဖြည့်ရှင်းနေတဲ့အသက်မွေးဝမ်းကြောင်းအလုပ်ရှိတဲ့နေရာကိုအကြက်ဖက်အာနာသိန်းစစ်အုပ်စုကရောက်လာတာပါသူတို့ကိုတနက်နဲ့ထောက်ချိမ့်ချောက်ပြီးတော့အလုပ်လုပ်ခိုင်းနေတာပါခိုင်းတာကိုမလုပ်ရင်သူတို့ကိုအလုပ်ဖြုတ်မှသိကြပါတယ်အဲ့ဒီထက်ပိုဆိုးတာမျိုးလည်းဖြစ်နေပါတယ် ဖန်စီတာထောင်ချတာမျိုးအထိဖြစ်ကောင်းဖြစ်နိုင်ပါတယ်အစင်မသိလို့ရှိရင်အသက်ပါဆုံးရှုံးနိုင်ပါသေးတယ်အကြဖက်အနာသိဆရာနာရှင်ကသူတို့ရဲ့အလုတ်လုတ်ရအလုတ်ခွင်နဲ့ယုံနေကိုရောက်လာပြီးတော့ချိတ်ချောက်လို့သာသူတို့ဟာအခုလိုအကြက်တဲဆက်ရောက်ကြုံတွေ့နေကြရတာပါသူတို့ယုံနေတဲ့ကိုအကြဖက်အနာသိဆရာနာရှင်ရောက်မလာအောင်သူတို့ကိုအကာအကွယ်ပေးဖို့ဘယ်သူမှတာဝန်ရှိပါသလဲပြည်သူလူထုကမဲပေးရွေးချယ်ထားတဲ့သူတွေမှာအဲ့ဒီတာဝန်ရှိပါတယ် အဲ့ဒါလို့မဲပေးရွေးချယ်ထားတဲ့သူတွေကဘယ်သူတွေလဲဆိုတော့အခုသူတို့ကိုဥပဒေထုတ်ပြီးတော့အရေးယူမယ်ဆိုတော့ CRPH တွေပါပဲအဲ့တော့ CRPH တွေဟာသူတို့ပြက်ကွက်ခဲ့တဲ့အမှုအတွက်သူများကိုသွားပြီးတော့အရေးယူဖို့လုပ်နေတယ်လို့ဖြစ်နေပါတယ်နောက်တစ်ခါ CDM ဝန်တန်းတချို့ဘက်ကနာကြီးမှုအပြည့်နဲ့ပြောတဲ့စကားတချို့ကိုလည်းထက်သွင်းစဉ်းစားကြည့်ကြအောင်ပါလက်တွေ့တကယ်ဖြစ်နေတဲ့အခြေအနေတွေလည်းအမှန်ပါပဲအဲ့ဒါတွေကတော့ CDM ဝန်တန်းတွေကိုစစ်ကောင်စီကဖမ်းဆီးအရေးယူအောင် non CDM တွေကတိုင်တဲ့ကိစ္စတွေရှိနေတယ်လို့ဆိုပါတယ်။ CDM ဝန်ထမ်းတွေရဲ့လကြတွေကို non CDM တွေကအချောင်ထုတ်ယူနေတာတွေရှိတယ်လို့ဆိုပါတယ်။ CDM တွေထွက်ပြေးတိတ်ဆောင်နေရတာကိုအခွင့်အောင်းယူပြီးတော့ non CDM တွေကယာဒူးလူယူတာယာဒူးတက်ကုန်တာတွေရှိပါတယ်။ non CDM တွေကပြူစောထီတွေနဲ့ပေါင်းပြီးတော့စစ်တပ်နဲ့ပေါင်းပြီးတော့ CDM ဝန်ထမ်းတွေကိုဒုက္ခပေးတာတွေလည်းနေရာတချို့မှာတကယ်ဖြစ်နေပါတယ်။မှန်ပါတယ်။အဲ့လိုကိစ္စတွေဟာရာဇဝတ်မှုတွေပါ။အဲ့ဒါတွေကိုတစ်ချိန်မှာ အပြစ်ပေးအေးအေးယူရမှာပါအခုခေတ်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့တစ်ချိန်မှာဘောက်ချာဆုတ်ရမှာပါဒါပေမဲ့ရာဇဝမှုကရာဇဝမှုတတ်တတ်ဖြစ်ပါတယ် non cdm ဖြစ်ခြင်းကတတ်တတ်ဖြစ်ပါတယ် non cdm တိုင်းကအဲ့ဒါလိုလုပ်နေတာမဟုတ်ပါဘူးအဲ့ဒါကြောင့် non cdm တိုင်းကိုအေးအေးယူမယ်လို့ပြောရင်မတရားပါဘူး non cdm ဖြစ်ခြင်းမဖြစ်ခြင်းကြောင့်ဆိုတော့ခေါင်းစဉ်တက်ဖို့မအပ်ဆက်ပါဘူးအထက်ကပြောခဲ့တဲ့ရာဇဝမှုတွေကျူးလွန်ခြင်းမကျူးလွန်ခြင်းကိုသာတိကျခေါင်းစဉ်တက်အေးအေးယူမှသာတရားမျှတမှုရှိပါလိမ့်မယ် ဒါတွေကဥပဒေနဲ့တရားမျှတမှုဆိုရဲရှုထောင့်ကနေပြီးတော့ပြောဆိုနေတာပါနိုင်ငံရေးဘက်ကနေပြောရမယ်ဆိုလို့ရှိရင်လေအကြမ်းဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုရဲ CTM လှုပ်ရှားမှုမှာအာဏာချွတ်ယွင်းမှုတွေရှိခဲ့ပါတယ်လူများကဥပဒေပိုင်းဆိုင်ရာအာဏာချက်တရားမျှတမှုမရှိတဲ့အချက်ကိုထောက်ပြကြပေမဲ့နိုင်ငံရေးနီးနာပိုင်းဆိုင်ရာအာဏာချက်တွေကိုထောက်ပြဝေဖန်တာတိတ်များများမတွေ့ရပါဘူးအဲ့ဒါတွေကိုထောက်ပြဖို့ကအရေးကြီးပါတယ်အမားရဲ့တကယ့်အခြေခံကနိုင်ငံရေးအမားပါနိုင်ငံရေးမပြည့်ဝလို့နိုင်ငံရေးမရင့်ကျက်လို့နောက်ဆက်တွဲအမားတွေထပ်ပြီးတော့ဖြစ်တာပါ တကယ်တော့အကြမ်းမဖက်အာဏာပြည်ချံရေး CDM လှုပ်ရှားမှုအစားတပိတ်တိုက်ပွဲလမ်းစဉ်ကိုသာအစကတည်းကရွေးချယ်ခဲ့ဖို့တင့်တာပါ1988ခုနှစ်မှာတပိတ်လှုပ်ရှားမှုကိုအဓိကမဟာဗျူဟာအဖြစ်အသုံးပြုခဲ့ကြပါတယ်အောင်မြင်မှုရပါတယ်အကြီးကျယ်အောင်မြင်မှုရခဲ့တာပါအဲ့ဒါလို့အောင်မြင်မှုရပြီးသားလမ်းကြောင်းကိုမလိုက်ဖက်နဲ့2020ခုနှစ်မှာအတက်ဆန်းပြီးတော့အကြမ်းမဖက်အာဏာပြည်ချံရေးလှုပ်ရှားမှုဆိုတာကိုလုပ်ပါတယ်တကယ်တော့တပိတ်တိုက်ပွဲဟာမြန်မာနိုင်ငံမှာပြည်သူရောတော်လှန်ရေးသမားတွေပါ နိုင်ငံရေးသမားတွေပါကောင်းကောင်းကြွန့်ကျင်တက်မြောက်ပြီးသားနီးနာပါအဲ့ဒီနီးကိုတုံးလိုက်ရင်အထုတလဲတင်ကြားပေးနေကြမလိုပဲနဲ့ပြည်သူအများကဘာလုပ်ရမလဲဆိုတာကိုသိကြပါတယ်နိုင်ငံရေးတကြွလှုပ်ရှားသူ activist ဆိုသူတွေကလည်းကောင်းကောင်းသိကြပါတယ်နိုင်ငံရေးသမားတွေကလည်းကောင်းကောင်းသိကြပါတယ်အဲ့ဒါလို့အများသိပြီးသားနီးစမ်းသပ်အောင်မြင်ပြီးသားနီးကိုမတုံးမနဲ့အကြမ်းဖက်အာဏာဖူဆန်ရေးဆိုတာကိုလှုပ်ချလိုက်တော့မလုတ်တက်မကန်တက်နဲ့စန္ဒဝါဝါတွေဖြစ်ကုန်ကြပါတယ်အမားတွေလုံးမိကြပါတယ်ပျောက်သောလမ်းမှာစန္ဒဝါဖြစ်ကြပါတယ် နောက်ကလိုက်သူတွေမဆိုထားနဲ့ခေါင်းဆောင်တဲ့သူတွေတောင်မှမလုတ်တက်မကင်တက်ကြလို့ CDM policy အမှားတွေထက်ခါထက်ခါလုံမိနေကြပါတယ်။တပိတ်တိုက်ပွဲနီလန်းဟာမြန်မာနိုင်ငံမှာဟိုး1920ကျောင်းသားတပိတ်တွေမှာကလေးကစပြီးတော့ကြမ်းကြမ်းကျင်ကျင်အသုံးပြုလာကြတော့ဘဲကွေ့ဆိုလို့ရှိရင်ဘဲတက်နဲ့လှော်ရမယ်ဆိုတာကောင်းကောင်းသိကြပါတယ်။အခု CDM လှုပ်ရှားမှုဆိုတာကတကယ်တော့တပိတ်တိုက်ပွဲလောက်နီးနာမစုံလင်မကြွယ်ဝပါဘူး။ ဘာကြောင့်မကြွယ်ဝတယ်လဲဆိုတော့ကဘာမာတောင်မှ CDM နီးကိုအသုံးပြုတိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတာများများဆဆသိမရှိလာသေးလို့ပါပဲထင်ရှားတဲ့ CDM လှုပ်ရှားမှုတွေကိုပြောရမယ်ဆိုလို့ရှိရင်အိန္ဒိယနဲ့တောင်အာဖရိကမှာရှိခဲ့ပါတယ်အောင်မြင်မှုရတာကလည်းအဲ့ဒါလောက်ပါပဲအဲ့ဒါကလည်းကိုလိုနီအစိုးရနဲ့လူပြူအစိုးရတို့ကိုရင်ဆိုင်တဲ့နေရာမှာကျင့်သုံးခဲ့တာပါကျန်တဲ့နိုင်ငံတချို့မှာသုံးခဲ့ဘူးပေမဲ့ထူးထူးခြားခြားအောင်မြင်မှုမရခဲ့ကြပါဘူးဥပမာတချို့ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဟောင်ကောင်တို့ တရုတ်တို့ပိုလန်တို့ချီလီဗင်နီဇွဲလာစတဲ့နိုင်ငံတွေမှာတုံးခဲ့ကြဘူးပေမဲ့သိမအောင်မြင်ခဲ့ကြပါဘူးအဲ့ဒါလို့မအောင်မြင်တဲ့လမ်းကြောင်းကိုကျွန်တော်တို့လိုက်ခဲ့မိကြပါတယ် CDM တိုက်ပွဲနီးနာတွေကမဖွင့်ဖြိုးသေးတဲ့အတွက်ဘဲကွေ့မှာဘဲတက်နဲ့လှော်ရမယ်ဆိုတဲ့နမူနာယူစရာလဲသိမများများဆဆမရှိခဲ့ပါဘူးသပိတ်တိုက်ပွဲဆိုလို့ရှိရင်ယာနဲ့ချီတဲ့နိုင်ငံတွေမှာသိမ့်နဲ့တောင်းနဲ့ချီတဲ့တိုက်ပွဲတွေလုပ်ခဲ့ကြဘူးပါတယ် တပိတ်တိုက်ပွဲမလုပ်ဘူးတဲ့တိုင်းပြည်ဆိုတာရှိမှန်းမထင်ပါဘူးတပိတ်တိုက်ပွဲပေါင်းကဘာမှာဘလောက်ရှိတယ်လဲဆိုလို့ရှိရင်လည်းအ ਨੇ စုံတိတ်ကနန်းတော့ရှိမယ်ထင်ပါတယ်အဲ့တော့ဘလို့အခြေအနေမှာဘာလုပ်ရမလဲဆိုတော့ဥမာတွေသင်ခန်းစာတွေအများအပြားရှိပြီးသားဖြစ်ပါတယ်အဲ့ဒါကြောင့်မှားဖို့အကြောင်းနဲပါတယ်တပိတ်တိုက်ပွဲကသာကျင့်သုံးမယ်ဆိုလို့ရှိရင်အမြဲတုံးနေကြကသုံးလုံး policy ဆိုတာမျိုးရှိပါတယ် ကတ်သုံးလုံး policy ဆိုတာကအကျိုးကြောင်းရှိရမယ်အကျိုးမြတ်ရှိရမယ်အကန့်သတ်ရှိရမယ်ဆိုတဲ့ policy ပါမကြဘူးသေးတဲ့သူတွေအတွက်နည်းနည်းအကျယ်ချက်ပြီးတော့ရှင်းပြပါမယ်တိုက်ပွဲတစ်ပွဲတိုက်ပြီးဆိုလို့ရှိရင် debate ခု လုပ်ပြီးဆိုလို့ရှိရင်ဘာကြောင့်တိုက်တယ်ဆိုတဲ့အကျိုးအကြောင်းရှိရပါတယ်အကြောင်းပြချက်ကောင်းကောင်းရှိဖို့လိုပါတယ်အဲ့လို အကျိုးအကြောင်းအကြောင်းပြချက်ခိုင်လုံနေမှသာတခြားလူတွေကလည်းပူပေါင်းပါဝင်လာမယ်တိုက်ပွဲဝင်နေတဲ့သူတွေကလည်းကိုယ်ပါယူရချက်နဲ့ဘာလုပ်နေလဲဆိုတာကိုသိကြမှာဖြစ်ပါတယ် ဒုတိယတစ်ချက်အကျိုးမြတ်ရှိရမယ်ဆိုတာကတော့နိုင်ငံရေးအကျိုးမြတ်စီးပွားရေးအကျိုးမြတ်စတာတွေရဖို့အတွက်အလုံသမားတပိတ်ဝန်တန်းတပိတ်စတဲ့တပိတ်တိုက်ပွဲတွေကိုတိုက်တာဖြစ်ပါတယ်အကျိုးမြတ်မရှိဘူးဆိုလို့ရှိရင်ဘလို့တိုက်ပွဲကိုမှမတိုက်လေနဲ့ဆိုတော့ theory ဖြစ်ပါတယ်အဲ့ဒါကဒုတိယအချက်ပါဘလောက်အထိရအောင်တိုက်မယ်ဘလောက်ရလို့ရှိရင်ရက်မယ်ဆိုတော့အကန့်အသတ်မျိုးရှိရပါတယ်အချိန်ဘလောက်ကြာအောင်တိုက်မယ်အချိန်ဘလောက်ကြာရင်ရက်မယ်ဆိုတော့အကန့်အသတ်မျိုး ရှိရပါတယ်ဘလောက်အထိအဆုံးရှုံးခံမယ်ဘလောက်ဆုံးရှုံးလို့ရှိရင်ရက်မယ်ဆိုတာမျိုး အကန့်အသတ်ရှိရပါတယ်အကန့်အသတ်မဲ့တိုက်ပွဲကို တိုက်မိရင်နစ်နာတတ်တယ်ဆိုရက် theory ကရှိပြီးသားပါ CDM လှုပ်ရှားမှုမှာလည်းကာသုံးလုံး policy ကိုတကယ်တော့မျက်ခြေမပြတ်သင့်ပါဘူးဒါပေမဲ့မျက်ခြေပြတ်သွားခဲ့ပါတယ်တပိတ်မဟုတ်တော့ကာသုံးလုံးဆိုတာကိုမေ့သွားပါတယ်အခု CDM လှုပ်ရှားမှုဟာအကန့်အသတ်မဲ့တိုက်ပွဲကြီးဖြစ်သွားပါတယ်အခုတိုက်ပွဲရဲ့ ်အခု CDM လှူရှားမှုရဲ့အားနည်းချက်တစ်ခုကအကန့်အသတ်မဲ့တိုက်ပွဲဖြစ်သွားတဲ့အချက်ပါစေအုပ်စုမပြုတ်မချင်းတိုက်ရတဲ့တိုက်ပွဲကြီးဖြစ်သွားပါတယ်ဝန်ထမ်းတွေရဲ့အင်အားနဲ့မှမျှတဲ့တိုက်ပွဲကြီးဖြစ်သွားပါတယ်တကယ်တော့စေအုပ်စုမပြုတ်မချင်းတိုက်ရမယ့်တိုက်ပွဲအမျိုးအစားကလက်နက်ကင်တိုက်ပွဲပါ CDM လှူရှားမှုဆိုတဲ့တိုက်ပွဲအမျိုးအစားကတော့အကျိုးအမြတ်ကိုချိန်ဆပြီးတော့အကန့်အသတ်နဲ့တိုက်ရမယ့်တိုက်ပွဲမျိုးပါအခုတော့အဲ့ဒီတိုက်ပွဲကြီးကိုအကန့်အသတ်မဲ့တိုက်ခိုင်းလိုက်တဲ့အတွက်ဆက်အာနာရှင်ကိုစန့်ကျင်တဲ့ဝန်ထမ်းအလုံး အလုပ်လက်မဲ့ဖြစ်သွားပါတယ်ကျွန်တော်တို့တော်လန်ရေးခေါင်းဆောင်တွေရဲ့မဟာဗျူဟာအမှားကြောင့်ကိုယ့်ဘက်ကရက်တည်တဲ့ရဲဘော်ရဲဘက်အားလုံးထမင်းငတ်ကုန်ပါတယ်ရုံမတက်တဲ့ရုံထွဲလို့တိုက်တွန်းခဲ့ကြပါတယ် energy အစိုးရကထောက်ပံ့ပါမယ်လို့မဆရာဝါကမန်ဂရိတွေပေးခဲ့ပါတယ်လက်တွေ့မှာထောက်ပံ့ငွေတပြားတစ်ချက်မှမရဘူးသေးတဲ့ဝန်ထမ်းက60ရာခိုင်နှုန်းဖြစ်နေပါတယ် CDM တွေကိုထောက်ပံ့နေဆိုတဲ့ငွေဟာ CDM နေနဲ့ဆက်သွယ်ညှိနှိုင်းရေး coordinator ဆိုသူတွေရဲ့လက်ထဲလောက်မှာပဲလမ်းဆုံသွားကြတာပလုံသွားကြတာကများများဖြစ်နေပါတယ်အဲ့ဒါဟာအကန့်အသတ်မဲ့တိုက်ပွဲဆင်နွှဲလိုက်ပြီလို့မှားတဲ့အမားပထမအမားပါစီမံခန့်ခွဲမှုမနိုင်တဲ့လို့ကတောင်းကင်းဖြစ်ရတဲ့အမားကတော့ဒုတိယအမားပါပြီးတော့ဝန်ထမ်းတို့အလုပ်သမားတို့ဆိုတာဟာသူတို့အလုပ်ခွင်နဲ့မကင်းကွာစကောင်းပါဘူးဝန်ထမ်းနဲ့အလုပ် အလုတ်သမားနဲ့အလုတ်ဆိုတာငားနဲ့ရေးလိုပါပဲရေရှိမှငားဆိုတာဟာတန်ဆွမ်းအားကြီးပါတယ်ရေမရှိရင်ငားဟာဆွမ်းအားကင်းမဲ့ပါတယ်အခုတော့အကန့်တမဲ့တိုက်ပွဲနီးနာအောင်မှာဝန်ထမ်းတွေအလုတ်သမားတွေဟာသူတို့ရဲ့အလုတ်ခွင်နဲ့လုပ်ငန်းနဲ့ကင်းကွာကုန်နဲ့အတွက်ကြောင့်ငားကိုကုန်းမော်ပြစ်တင်လိုက်တယ်လို့ဟာစီဟာစီဖြစ်ကုန်ပါတယ်တပိတ်တိုက်ပွဲရဲ့သဘောတရားအရဆိုလို့ရှိရင် အခြေအနေမကောင်းလို့ရှိရင်တပိတ်လှန်ပြီးတော့အလုတ်ပြန်ဆင်းသင့်ရင်ဆေးရမှာပါအလုတ်အပြုတ်ခံရမဲ့အစားမှာအလုတ်ပြန်ဆင်းသင့်ရင်ဆင်းကြရမှာပါအလုတ်သမားတမက္ကတွေဖွဲ့စည်းထားလို့ရှိရင်တမက္ကတွေရဲ့အင်အားကိုအသုံးပြုပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်မှာပါ CDM လှုပ်ရှားမှုရဲ့အောက်မှာအလုတ်သမားတမက္ကတခုမှမတိထောင်နိုင်ခဲ့ပါဘူးအဲ့ဒါဟာအလုတ်သမားတွေဝန်ထမ်းတွေအတွက်ကြီးမားလွန်းလာတဲ့အားနည်းချက်ကြီးပါ1988မှာတပိတ်တွေပေါ်လာပြီးတဲ့နောက် သမက္ကရေနေရာတိုင်းမှာပေါ်ပေါက်ခဲ့ပါတယ်ရှိခဲ့ပါတယ်အလုသမားသမက္ကဝန်ထမ်းသမက္ကဆိုတာအလုသမားတွေနဲ့ဝန်ထမ်းတွေရဲ့မိခင်အဖွဲ့အစည်းတွေပါအခုလိုတော်လှန်ရေးကာလကြီးမှာတောင်မှအလုသမားသမက္ကဝန်ထမ်းသမက္ကတွေကိုကျွန်တော်တို့မဖွဲ့စည်းနိုင်ခဲ့ကြပါဘူး1988ခုလူလူလှုပ်ရှားမှုကြီးနဲ့ကြီးနဲ့နှိုင်းရှင်လို့ရှိရင်အခု2021လူလူလှုပ်ရှားမှုကြီးဟာအဲ့ဒီအပိုင်းမှာအလွန်အားနည်းပြောင်းညံခဲ့ပါတယ် 2021လူမှုလှုပ်ရှားမှုကြီးရဲ့အဓိကအားသာချက်ကိုပြောပါဆိုလို့ရှင်တော့လက်နက်ကင်တော်လန်ရေးအထိလူမှုကိုရောက်လာအောင်ဆွဲခေါ်နိုင်တဲ့အချက်ပါ CDM လှုပ်ရှားမှုအကြောင်းကိုပြန်ဆက်အောင်ပါတမက်ကတွေမရှိနိုင်ငံရေးဥဆောင်မှုကိမဲ့ပြီးတော့အကန့်အသတ်မဲ့တိုက်ပွဲကိုဆင်နွှဲမိကြတဲ့အတွက်အားလုံးအလုတ်ပြုတ်ပြီးတော့ဒုက္ခရောက်ကုန်ကြပါတယ်ဘသူကမှလည်းထိထိရရောက်မထောက်ပံ့နိုင်ကြပါဘူးဒါဟာရှစ်ဆက်မဲ့ခီးအတွက်သင်ကန်းစာယူစရာဖြစ်တယ်လို့ လက်ရှိအချိန်မှာလဲတတ်နိုင်တာတော့အမားပြင်ဆင်ချက်လောက်ရမယ့်အရာတွေဖြစ်ပါတယ်။တပိတ်တိုက်ပွဲတစ်ခုမှာတပိတ်မမောက်ဖဲရန်သူနဲ့ပူးပေါင်းနေတဲ့သူတွေရှိခဲ့ရင်သို့မဟုတ်တွေ့ဝေတွတ်ဆုပ်နေတဲ့သူတွေရှိခဲ့လို့ရှိရင်တပိတ်သမားတွေကနေပြီးတော့တပိတ်တားကြတဲ့လှုပ်ဟန်ရှိပါတယ်။ဒါပေမဲ့တပိတ်မမောက်ရခေါင်းလားဆိုပြီးတော့တပိတ်မမောက်တဲ့သူတွေကိုရန်သူလို့တော့မတတ်မှတ်ပါဘူး။ အခုတော့ non CDM ဆိုလို့ရှိရင်ရန်သူလို့သတ်မှတ်နေပါတယ်။ဂျားလူအဖြစ်ထားမဲ့သူတွေကိုရန်သူဖြစ်အောင် လုပ်ပြနေကြပါတယ်။အဲ့ဒါဟာနိုင်ငံရေးခေါင်းဆောင် တွေရဲ့မဟာဗျူဟာအမှားပါ။ CDM မလုပ်တဲ့လူလဲပြည်သူ non CDM လဲပြည်သူပါပဲ။တက်ကြွကနိုးကြားတဲ့ပြည်သူတွေနဲ့တွေးဝေးတွန့်ဆုတ်တဲ့ပြည်သူတွေဆိုတာမျိုးပဲကြွားချပါတယ်။တက်ကြွကနိုးကြားတဲ့ပြည်သူတွေကတွေးဝေးတွန့်ဆုတ်တဲ့ပြည်သူတွေကိုစီယုံဆွဲခေါ်သွားရမှာပါ။ အခုတော့အဲ့ဒါလိုဖြစ်ရမယ်စားမှာ CDM နဲ့ non CDM ဟာရန်သူလုံးလုံးဖြစ်ကုန်ကြပါတယ် non CDM ဆိုလို့ရှိရင်တက်ဖြက်ပြစ်ကြတဲ့အဆင့်အထိတောင်မှလက်လွန်ကြက်သွန်ဆိုတဲ့ကိစ္စမျိုးတွေလည်းရှိခဲ့ကြပါတယ်ဝန်းနဲ့ကြည်ခွဲစရာအဖြစ်ပြက်တွေပါအဲ့ဒါတွေကနိုင်ငံရေးအမှားတွေပါအဲ့ဒီအမှားတွေကပြင်ကိုပြင်ဖို့လိုတဲ့အမှားတွေပါ non cdm ကိုရန်သူလို့သဘောမထားတင်ပါဘူးဂျားလူလို့သဘောထားတင်ပါတယ်အဲ့ဒီ non cdm တွေကိုဂျားလူကနေပြီးတော့ ကိုလူဖြစ်လာအောင်စီယုံသိမ့်သွင်းတင်ပါတယ်အခုထုတ်လိုက်တဲ့ဥတွေကဂျားလူတွေကိုရန်သူဘက်ရောက်သွားအောင်တွန်းပို့လိုက်တယ်လို့ဖြစ်သွားတဲ့အတွက်နိုင်ငံရေးအမှားရွံ့ပါတယ်အဲဒါကြောင့်အကြမ်းဖက်ဖက်အာဏာဖီဇာရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေဟာဥပဒေရှုထောင့်ကပဲကြည်ကြည်နိုင်ငံရေးရှုထောင့်ကပဲကြည်ကြည်အာဏာချက်တွေဘလဘွားဖြစ်နေတယ်လို့ဆိုချင်ပါတယ်အကောင်းဆုံးကတော့အဲ့ဒီဥပဒေကိုဖျက်သိမ်းလိုက်ရင်အကောင်းဆုံးပါမဖျက်သိမ်းကျင်သေးဘူးဆိုလို့ရှိရင်တောင်မှဆိုင်ငံနေပါတယ်အဲ့ဒီဥပဒေဟာ အကျိုးမရှိတဲ့ဥပဒေသာဖြစ်တယ်ဆိုတာကတော့မုတ်ချသေးကြတယ်လို့ဆိုချင်ပါတယ်ခင်ဗျာ